ိုးမြှင့်ခြင်းမင်္ဂလာပါခေတ်သင်းတွေမီဒီယာမှာသတင်းများကိုတင်ဆက်ပေးနေပါတယ်။ပထမဆုံး AA ပြည်ခန့်သည့်လက်နက်ကြီးကြီးစစ်တွေမျိုးရှိအကြမ်းမဲ့တရင်များအတွင်ကြာရပောက်ကွဲဆွဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။အကြမ်းမဲ့စစ်တပ်ထင်းချုပ်ထားသည့်ရခိုင်ပြည်စစ်တွေမျိုးခြေဆိုင်တရင်များဘက်သို့အရခတ်တပ်တော် AA ကပြည်ခန့်သည့်လက်နက်ကြီးကြီးတချို့အဆိုပါတရင်များအတွင်ကြာရပောက်ကွဲမှုရှိနေကြောင်းသတင်းရရှိပါတယ်။ တိုက်ပွဲနဲ့မတန်ဆိုင်သည့်အရက်သားပြည်သူများနေထိုင်သည့်မြို့နယ်များအောင်လက်နက်ကြီးကြီးများဖြင့်နေစဉ်ပစ်ခတ်နေသည့်စစ်တွေခြေဆိုင်အကြမ်းမတ်တရင်များကိုအေအေကလက်နက်ကြီးကြီးဖြင့်ပြန်လည်ပစ်ခတ်နေသည့်အတွက်တရင်များအတွင်ကြာရပောက်ကွဲမှုရှိနေတယ်လို့စစ်တွေဌာနကတအူးကပြောပါတယ်ယနေ့ဒီဇင်ဘာလ၂ရက်နေ့နနက်ကလည်းစစ်တွေစီအကြမ်းမတ်စစ်တပ်တရင်အတွင်လက်နက်ကြီးကြီးတလုံးကြားရပောက်ခွဲသည့်အတန်ကိုကျေလွန်စွာကြားရတယ်လို့သူကပြောပါတယ်။ ဒီမနက်ကမြေကြီးတွေတိမ်ကနေတုံသွားတဲ့မျိုးတဲကတော့အိမ်တွေတုံခါတယ်လို့မျိုးဖြစ်သွားတဲ့တီးရတာကတော့မျိုးနဲ့တိမ်မဝေးတဲ့စစ်တပ်တရင်တွေကိုကြားတယ်လို့ကြားတယ်ဟုပြောပါတယ်အကြမ်းမတ်စစ်တပ်မှဇမနီဒီဇမလာတည်ရနေနေရနေနေတို့မှအေးအေးထင်းချုပ်ထားသည့်ရသေးတောင်ပုံနာကျွန်းနှင့်ပေါတော်စားသည့်မြို့နယ်များကိုလက်နက်ကြီးကြီးများအဆက်မပြတ်ပစ်ခတ်သည့်အတွက်အေးအေးကလည်းယခုကဲ့သို့တုတ်ပြန်ပစ်ခတ်ခဲ့ခြင်းဖြစ်တယ်လို့စစ်ရေးသတင်းရှင်းမြစ်တအူးကပြောပါတယ် မနေ့ကရောဒီမနေ့ရောတမနယ်လုံးပုံနာကျွန်းရတိတောင်ပေါတော့ဘတ်တွေကိုပြစ်တင်အေအေဘက်ကပြန်ပြစ်လိုက်ပြီးနောက်အခုနေ့လည်းထိပြန်မပြစ်သေးဘူးတော်တော်အထိနာသွားတယ်ထင်နေစစ်တပ်ထဲကတပ်မိသားစုအချို့တောင်မြို့ပေါ်ကိုထွက်ပြေးရတယ်ကြားတယ်ဟုပြောပါတယ်အေအီလက်နက်ကြီးကြီးကြားရပောက်ကွဲမှုကြောင့်ထိခိုက်မှုအခြေအနေကိုလောလောဆယ်မသိရသေးပါဘူး။ယခုနောက်ပိုင်းမှာစစ်တွေအခြေဆိုင်ဒေသကိုကဲမှုစစ်ဌာနချုပ်ဒါကာဆောင်စစ်မြေပြင်အင်ဂျင်နီယာတယင်းစာအာယာကိုရာစင်ပါတလိတယင်းများဖြစ်သည့်ခါလာယာနှစ်သုံးနှစ်တယင်း ခမာယာတုံလေးလေးတရင်ရွှေမင်းကရေတဲ့အပောင်းဝင်လက်နက်ကြီးတက်ဆင်ထားသည်တရင်များကအေးအေးထင်းချုံသည့်မြို့နယ်များဘက်သို့လက်နက်ကြီးကြီးပစ်ခတ်မှုများခက်ဆဲဆဲပြုလုပ်လျက်ရှိပါသည်နိုဝင်ဘာလ26ရက်နေ့မှာစစ်တွေးချေဆိုင်အကြမ်းမတ်စစ်တပ်ဤတရင်တစ်ခုကမိုးဆဲကျွန်းဘက်ကလက်နက်ကြီးကြီးအလုံးကြီး20ထက်မနည်းပစ်ခတ်ခဲ့ရန်ရင်းရက်တလုံးမှာညောင်ပင်လေကျင်းရွာရှိလေကွင်းပြင်တစ်ခုအတို့ကြားရပောက်ခွဲခဲ့ပြီးရတိတာမျိုးနယ်မှာဒေသခံအရတမျိုးတမိတအူတရားရရှိသွားကြောင်းသိရပါသည် အလားတူပီကန်ဒီနိုဝင်မာလာ17ရက်မွန်လယ်7နာရီခွဲကမှစစ်တွေမြို့အနီးရွှေမင်းငံအခြေဆိုင်အကြမ်းမတ်စစ်တပ်ကပေါက်တော့မြို့နယ်ပတ်သူလက်နက်ကြီးကြီးရှစ်လုံးတီးတီးပြစ်ခတ်တိုက်ခိုင်းခဲ့ရန်လက်နက်ကြီးကြီးလေးလုံးတီးပေါက်တော့မြို့နယ်နှစ တားရွံ့ရလန်းစုံအနီမှာတလုံးနဲ့ကြောက်စိတ်ရွံအနီမှာသုံးလုံးကြာကြာပောက်ခွဲခဲ့တယ်လို့သိရပါတယ်။ထို့သောပောက်ခွဲခဲ့မှုကြောင့်အနီနာမှာရှိနေကြသည့်ကလေးနှစ်ဦးနဲ့အမျိုးသမီးနှစ်ဦးအပါအဝင်အရသားပြည်သူ၆ဦးမှာထိခိုက်ဒဏ်ရာများရရှိခဲ့သည့်အတွက်အရေးပေါ်စိတ်ကူးသားမှုခံယူခဲ့ရတယ်လို့သိရပါတယ်။ စစ်တွေရှိအကြမ်းမတ်စစ်တမ်းတဲ့အရေးတို့သည်အော်တိုဘာလမှစ၍လက်နက်ကြီးကြီးများအပြန်အလှန်ဆက်နိုင်ဆိုသလိုရှိလာနေကြောင်းဒေသခံများကပြောပါတယ်အော်တိုဘာလနာဆုံးဘက်ကလည်းအေအေးထိန်းချုပ်ထားသည့်မြို့နယ်များသို့စစ်တွေခြေဆိုင်တရဲများကလက်နက်ကြီးများဒုံးများဖြင့်ဥစားပစ်ခတ်သည့်အပေါ်အေအေးကတုံ့ပြန်ပစ်ခတ်ရာလက်နက်ကြီးကြီးအချို့သည်အကြမ်းမတ်စစ်တပ်၏ဒါကစာယုံအနီးနားဝန်းကျင်မှကြားရပောက်ကွဲမှုရှိခဲ့တယ်လို့စစ်တွေဒေသခံသတင်းရှင်းပြတဲ့အူကပြောဆိုပါတယ် စစ်တွေမျိုးပြန်မရှိစစ်တပ်စကန်အချို့ကအေးအေးကပီကန်တီဖေဗူလာ9ရက်မှစတင်ကလက်နက်ကြီးကြီးများထိုးစစ်ဆင်ပစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်တပ်ဘက်ကလည်းတံမြန်ပစ်ခတ်မှုများဖြင့်အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ပါသည်ရန်အောင်အကြမ်းစစ်တပ်၏စစ်တွေခြေဆိုင်စစ်ကောင်စီ၏အရေးပါတီတပ်စခန်းများဖြစ်တဲ့ဒေသကိုကံမှုစစ်ဌာနချုပ်တာကဆောင်စစ်တွေရေတပ်ဌာနချုပ်ရဲတပ်ရင်30နှင့်ရွှေမင်းကန်နေပြီးစိတ်ကံရဲရိုးပြင်နဲ့ ကျွေတဲ့ချင်းရအနီစီစက်ကောင်စီအခြေဆိုင်ထားသည့်နေရာခမရ3လေးလေးတို့သည်ဖေဖော်ဝါရီလအတွင်းကအေအေရဲ့လက်နက်ကြီးကြီးများဖြင့်ပြစ်ခတ်တိုက်ခတ်ခြင်းကိုခံခဲ့ရပါတယ်ရှင်။ဆလတ်ပင်ပခောက်ခုခရံအခြေဆိုင် local pdf ခုနှစ်ဖွဲ့ကအညာမြေတပ်မစုဖွဲ့ဆင်လာပြီးအကြမ်းမတ်စစ်တပ်ကိုစီးရဲအစီအမြင့်တိုက်ခတ်မိဟုကြေညာစွာသတင်းကိုတင်ဆက်ပေးမှဖြစ်ပါတယ်။ မကွေးနယ်ပခုတ်ကူခရိုင်အခြေဆိုင် local pdf ခုနှစ်ဖွဲ့ကအညာမြေတပ်မဆိုးအဖြစ်ဖွဲ့စည်းလိုက်ပြီးအကြမ်းတ်စစ်တပ်ကိုစစ်ရေးအစီအမင်းတိုက်ခိုက်သွားမည်ဖြစ်ကြောင်းအညာမြေတပ်မဆိုးမှတာဝန်ရှိသူကပြောဆိုပါတယ်2024ခုနှစ်ဇွန်လ19ရက်နေ့ကလည်းပခောက်ကူခရိုင်အခြေဆိုင် MUGDM တပ်ဖွဲ့၊စာမဏီပြောက်ကြားတပ်ဖွဲ့၊ James Bond တပ်ဖွဲ့၊ TSDNGF တပ်ဖွဲ့နဲ့တွန်းညီနာပြောက်ကြားတပ်ဖွဲ့၅ခုပူးပေါင်းပြီးအညာမြေတပ်ပေါင်းစုအဖြစ်ဖွဲ့စည်းထားကြောင်းသိရှိရပါတယ်။ ၎င်းအညာမြေတပ်မစုထံသို့ယနေ့ဒီဇင်ဘာလ2ရက်နေ့မှာပခောက်ကူခရိုင်အခြေဆိုင်ဂေါ်အော့မြိုင်တပ်ဖွဲ့နှင့် Eagle Fighter ဖွဲ့တို့ကအညာမြေတပ်မစုထံသို့ထပ်မံဝင်ရောက်လာခြင်းဖြစ်ကြောင်းသိရပါသည်။ရှင်းတို့ကြေညာသည့်နေ့မှာစာရွေးဆရာနာရှင်ကြဆုံးသည့်နေ့အထိအတီးဖြစ်ပြီးဆေးရဲအချိန်များကိုရခင်ကားတပ်ပေါ်၍ပြည့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းထိုကြေညာချက်မှာရဲဘော်များတပ်ဖွဲ့ဝင်များ၏စောင့်သိရသည့်သစ္စာတိတ်ထန်ချက်များပါဝင် ဆောင်းတီးရသည်လိုင်းနာရသည်ဝင်းများရသည်ချစ်ချင်မှုများလည်းပါဝင်ကြောင်းသိရှိရပါသည်အညာမြေတပ်ပေါင်းစုမှပါဝင်သည့်တပ်ဖွဲ့ဝင်းများအလုံးသည်ဖက်ဒရယ်အတွက်ဦးလဲမတုံတာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်းဖက်ဒရယ်အတွက်တိုက်ပွဲဝင်နေသည့်မြေတီအဖွဲ့အစည်းနှင့်မဆုံခိုင်မာသောဆက်ဆံရေးကိုတည်ဆောင်၍အာဏာရှင်ကိုတွန်းလှန်ကြမည်ဖြစ်ကြောင်းကြေညာကြမှာဖော်ပြထားပါသည်အခုလိုပေါင်းစပ်ရတဲ့အထူးအကြောင်းရင်းကတော့ပုံမှုထိရောက်တဲ့ မစ်စင်တွေဖော်ဆောင်မှုရန်သူကိုညီညွတ်စွာတုံ့ပြန်နိုင်မှုနဲ့တော်လိုင်းရေးအဖွဲ့အစည်းချင်းကြားပို့ပြီးညီညွတ်စေရန်ပြီးတော့ကျွန်တော်တို့ဒီတော်လိုင်းရေးမှာဒီလိုပေါင်းစည်းပြီးအပြန်အလှန်ထိန်းချောင်းရင်ဖက်ရယ်ကိုအရောက်သွားနိုင်မှုအခုလိုပေါင်းစည်းကြတာပါလို့အညာမြေတပ်ပေါင်းစုမှတာဝန်ရှိသူကပြောဆိုပါတယ်အညာမြေတပ်မစုမှစည်ရဲတာဝန်ခံအဖြစ်ကိုပုတ်ကြီးမြေပြင်တာဝန်ခံအဖြစ်ကိုပါဦးဒုံးဒီတာဝန်ခံအဖြစ်ဆရာကျောင်း ကိုအီကင်ဘဏ္ဍာရေးတာဝန်ခံအဖြစ်ကိုသစ္ဆောင်းလက်နက်ခရံထိန်းသိမ်းရေးတာဝန်ခံအဖြစ်ကိုမင်းသူနေသတင်းနဲ့ပြန်ကြားရေးတာဝန်ခံအဖြစ်ကိုပိုပိုတန့်စင်တို့ကတာဝန်ယူဆောင်ရွက်သားမည်ဖြစ်ကြောင်းသိရပါတယ်ရှင်။ဆလပင်ပလဲနဲ့ပေါမျိုးနယ်တို့မှာစစ်တပ်စစ်ကြောင်းကိုတိုက်ခတ်မှုစစ်သား၂ဦးသေဆုံးပြီး၅ဦးထဏ်ရာရဆွဲတရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။စကိုင်းတိုင်းပလဲမြို့ပေါ်မှာထွက်ခွာလာသည့်အကြမ်းဖက်စစ်တပ်ကိုမိုင်းဆွဲတိုက်ခတ်ရာစစ်သား၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းပလဲမြို့နယ်ပကဖားသတင်းတာဝန်ခံကပြောဆိုပါတယ်။ ယနေ့ဒီဇင်ဘာလ2ရက်နေ့နနက်7:26မိနစ်ခန့်အချိန်ပလဲမြို့မှာမြာကုန်းကျင်းရွာဘက်သို့ထွက်ခွာလာသည့်အကြမ်းမတ်စစ်တပ်စစ်ကြောင်းကိုပလဲမြို့အနောက်ဘက်မြို့အဝင်တရားအနီးမှတော်လန်ရဲတပ်ဖွဲ့များကဗေဒါမိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းအဆိုပါတိုက်ခိုက်မှုအတွင်းအကြမ်းမတ်စစ်သား5ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော်လန်ရဲရဲဘော်များထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါသည်။ ပလဲမျိုးကနေမြာကုန်းကျင်းရွာကိုထွက်လာတဲ့မျိုးစားစစ်ခွေးတွေမြာကုန်းကျင်းရွာကနေအပြန်ပလဲမျိုးအနောက်ဘက်မြို့အဝင်တရားအရှိတ်ဘက်မှာဗေဒာမိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တာစစ်ခွေးငါးကောင်တပ်မင်းတိကန်တရားရတဲ့ကျွန်တော်တို့ရဲဘော်တွေအထိကမရှိစုခွာနိုင်ခဲ့ပါတယ်လို့ပလဲမျိုးနယ်ပါကဖာသတင်းတာဝန်ခံကပြောဆိုပါတယ် ။အလားတူနိုဝင်ဘာလ18ရက်နေ့ကလည်းပဲလဲမြို့နယ်မင်းနိုင်ပင်နယ်နှောကန်ရွာကြားရှိအကြမ်းမဲ့စစ်တပ်ထိုင်ကြတဲ့ဆွဲထားတဲ့ကာကင်ကိန်ကုန်းတော်လန်ရဲတပ်ဖွဲ့များကစောင့်တခင်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရန်အကြမ်းမဲ့စစ်သားတအူးသေဆုံးခဲ့ကြောင်းသိရပါတယ်။အလားတူမကွေးတိုင်းပေါင်မြို့နယ်အတွင်းစစ်ကြောင်းထိုးနေသည့်စစ်သားများမိုင်းနှင်မိပြီးနှစ်ဦးသေဆုံးခဲ့ကြောင်း Justice Fighter ပြောက်ကြားတပ်ဖွဲ့မှတာဝန်ရှိသူကပြောဆိုပါသည် နိုဝင်ဘာလ30ရက်နေ့နနက်9:30မိနစ်အချိန်ပေါင်းမြွနယ်အတွင်းစစ်ကြေးရွာများကိုစစ်ကြောင်းထိုးရန်ထွက်ခွာလာသည့်အင်အားတရာခန့်မှစစ်တပ်စစ်ကြောင်းတွင် Justice Fighter ပျောက်ကြားတပ်ဖွဲ့မှထောင်ထားသည့်မိုင်းခွင်းကိုဖျက်ဆီးသွားစဉ်မိုင်းနှမိကခြင်းဖြစ်ကြောင်းသိရပါသည်။ထို့သောမိုင်းနှမိပြီးစစ်သား9ဦးသေဆုံးက4ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးစစ်တပ်စစ်ကြောင်းကရှေ့ဆက်မတိုးနိုင်တော့ပေထိခိုက်ဒဏ်ရာရရှိသူများကိုတည်ဆောင်းပြီးပြန်လည်ဆုတ်ခွာသွားကြောင်းထိခိုက်ဒဏ်ရာရရှိခဲ့သည့်စစ်သားများကို MI70 ရဲအရင်ဖြင့်မကွေးစေယုံတို့ပို့ဆိုင်လောက်ကြားသိရပါသည်။ ပေါမျိုးနယ်ကာမစာ၂၄ကနေစစ်ခွေးစစ်ကြောင်းကပေါမျိုးနယ်အတွင်းစီကျေးရွာများကိုစစ်ကြောင်းထိုးဖို့ထွက်လာတဲ့အချိန်မှာမိုင်းနေမီတံဒရန်ရတဲ့စစ်ခွေးလေးကောင်ထဲမှာတကောင်ကတော့ နဲနဲဆုံးရင်ရတယ်လို့သိရတယ်။အဲ့ဒီခွေးနာတွေကိုမကွေးစေုံကိုရဲရင်နဲ့ပို့တယ်လို့သိရပြီးကျွန်တော်တော့မသိရတော့ပါဘူး။ကမဆ24နဲ့အနီတော်မှကြေးရွာတွေကိုမကြာခဏဆိုသလိုစစ်ကြောင်းထုတ်ဝင်ရောက်နေတာကကြာပါပြီလို့ Justice Fighter ပြောက်ကြားတပ်ခွဲမှတာဝန်ရှိသူကပြောဆိုပါတယ်။အဆိုပါမိုင်းခွင်းကို Justice Fighter ပြောက်ကြားတပ်ခွဲမှရဲဘော်များလုဆောင်ထားခြင်းဖြစ်ပြီးတော်လည်ရဲဘော်များထိခိုက်မဲ့စီပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်ရှင်။